အခုချိန်ထိအိတ်ထဲမှာတီလို့ရိုက်ထင်နေတော့လားဒါစင်စရာနေရင်တော့အကြောင်းမဟုတ်ပေမဲ့စင်စရာတအားများတဲ့အခါမှာဒီလိုသာရိုက်ထင်နေမယ်ဆိုရင်မနက်မိုးလင်းကနေရိုက်မယ်ဆိုရင်ညနေမိုးချုပ်မှပြီးသွားနိုင်ပါတယ်။ကဲဒါဆိုဒီလိုလေးစမ်းကြည့်ပါဒီလိုမျိုး unit ထည့်ခြင်းနဲ့ဆဲကွက်တွေအကုန်လုံးကိုပထမဆုံးဆက်လက်ပြီးလိုက်မယ်။ပြီးလို့ရှိရင် keyboard ကနေပြီးတော့ control နဲ့1ကိုနှိပ်လိုက်ပါ။ control 1နှိပ်လိုက်လို့ရှိရင် format ဆဲပေါက်လေးကြာလာနိုင်မယ်။ အဲ့ဒီမှာ custom custom name က january ကိုရွေးရပါမယ် january ပြီးမှတပည့်ကုန်ပြီးလို့ရှိရင် space bar တစ်ချက်ချပြီးတော့ကျွန်တော်ထည့်ချင်တဲ့ unit ကိုရိုက်ထည့်လိုက်ပါကျွန်တော်တော့ဒီမှာ liter ဆိုပြီးတော့ရိုက်ထည့်လိုက်ပါတယ်ပြီးရင် okay နဲ့ပါဒီလိုဆိုရင်တော့ကျွန်တော်ထည့်ချင်တဲ့ unit တွေဟာပေါ်လာမှာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ကအတိတ်တစ်ခုရိုက်ကြည့်မယ်ဆိုလို့ရှိရင်40ရိုက်ထည့်လိုက်မယ်ဆိုရင် NDR ဆိုတာသူ့ဟန်သူ့အော်တိုအလိုလိုပေါ်လာမှာဖြစ်ပါတယ်။ဒီနည်းလေးဟာပို့ပြီးတော့ချိန်ကုန်တက်တာသေးတာမို့လို့အားလုံးပဲလိုက်စံကြည့်ကြဖို့အကြံပြုပါတယ်။ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။